ီဗီဒီယိုမှာတော့ Gmail account finny ကိုတင်ပြမှာဖြစ်ပါတယ်။ Gmail account အသစ် finny ချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုစောင့်တိကြည့်ပေးပါ။ကဲအချိန်မဆွဲဘဲနဲ့ဒီဗီဒီယိုကိုစလာရအောင်ကျွန်တော်ပထမဆုံးဆိုရင် Gmail account ထပ်ကိုဝင်မယ်နော်။ Gmail application ထပ်ကိုဝင်မယ်။ဒီမှာ profile လေးရှိရနော်။ app profile ကိုနေမယ်။ profile ကိုနေပြတာနဲ့ဒီမှာ add another account ဆိုတဲ့ဟာပေါ်လာမှာဖြစ်ပါတယ်เนาะကျွန်တော် account ကိုနေလိုက်မယ် okay account ကိုနေပြီးကျွန်တော် google เนาะ google ကို Google နဲ့ဖွင့်မှာဖြစ်လို့ Google ကိုနှိမ့်ရမှာဖြစ်ပါတယ်နော် Google ကိုနှိမ့်လိုက်မယ်ဒီမှာတစ်ခဏအတွက်စောက်ပြရမှာဖြစ်ပါတယ်ဒီမှာခဏလေးစောက်ပြမယ်နော် Okay ဒီမှာဒီလိုပုံစံပေါ်လာပြီဆိုရင်ကျွန်တော်တို့ Gmail account အတစ်ဖွင့်မှာဖြစ်လို့နော် create account ဆိုတဲ့ဟာကိုနှိမ့်ရမှာဖြစ်ပါတယ်နော် create account ကိုနှိမ့်ပေးပါ Okay ဒီမှာ for my personal use for work on my business ရဲ့နော်ဒီတစ်ခုထပ် background ကိုရွေးရမှာလဲဆိုရင် for my personal use ကိုယူရမှာဖြစ်ပါတယ်နော်တင်ကတကယ်လို့ business အတွက်လုပ်ချင်တယ်ဆိုရင်တော့ for work or my business ဆိုတဲ့အကိုယူလိုက်ပါနော် for my personal use ကိုပဲနေလိုက်မယ်နော်ကျွန်တော်ကတော့ okay ဒီကောင်နေပြီခန်းလေးဒီမှာစောက်ပေးရမှာဖြစ်ပါတယ် okay ဒီမှာ first name နဲ့ surname ရှိပါတယ်နော်ကျွန်တော်ဒီမှာနာမည်တစ်ခုထည့်မယ်အောက်မှာရဲ့နာမည်တစ်ခုထည့်မယ်နော် okay ကျွန်တော်ဒီမှာမောင်ထည့်လိုက်မယ်ဆိုရင်ဒီအမားနောက်တစ်ခုနာမည်ထည့်ရမှာဖြစ်ပါတယ်နော်ဒီမှာ m3 ပဲထည့်လိုက်မယ် မောင်းအထုဒီလိုပုံစံထက်လိုက်ပြီနော်အခုဒါပြင်ကျွန်တော်တို့ net ဆိုရတာကိုနေလိုက်မယ် okay net ဆိုရတာကိုနေပြီနော်ဒီမှာ d ဆိုရင်နေပေါ့ကိုမွေးတဲ့နေနော်ဒီမှာရေးမယ်ဒီမှာ man ဆိုရင်လပေါ့နော်လကိုယူချင်မယ်ပြီးရင်ဒီမှာခုနှစ်နော်ရရဆိုရင်ခုနှစ်နော်ခုနှစ်ကိုယူချင်မယ်ပြီးရင် gender မှာနော်ရုပ်ချလေးလားမိန်းကလေးလားနော်ကျွန်တော်ရုပ်ချလေးဆိုရင် male မိန်းကလေးဆိုရင် female နော် okay ဒါပြီးရင်ကျွန်တော်ဒီမှာ net ဆိုရတာကိုနေရမှာဖြစ်ပါတယ်နော် โอเคနက်ဆိုရအောင်နှိပ်ပြတာနဲ့เนาะဒီမှာကိုကိုတိုင်းလက် gmail account တစ်ခုလိုလို့ရတယ်เนาะ gmail address တစ်ခုလိုလို့ရတယ်ဒါမှမဟုတ်သူပေးတဲ့အကူလည်းတုံးလို့ရတယ်เนาะโอเคသူပေးတဲ့အကူပဲကျွန်တော်ကတုံးလိုက်မယ်เนาะပြီးဒီမှာ next ကိုနှိပ်လိုက်မယ်โอเคဒီမှာ passport တစ်ခုလောက်ခိုင်းရင်เนาะဒီမှာ passport တစ်ခုကိုလွတ်လိုက်ပါเนาะโอเคကျွန်တော်တို့ passport လောက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာ next ကိုနှိပ်လိုက်မယ်โอเค next ကိုနှိပ်ပြတာနဲ့ကျွန်တော်တို့ရပြီเนาะဒီမှာ next ကိုပြန်နှိပ်လိုက်မယ် โอเคသူကဒီလိုပုံစံလေးပေါ်လာမယ်เนาะကျွန်တော်အောက်ကိုဆက်သွားမယ်ပြီးဒီမှာလဲ my i i agree ကိုနင်းလိုက်မယ်โอเคဒီလောက်လောက်ကိတာနဲ့เนาะရပြီเนาะကျွန်တော် gmail account အတိရပြီเนาะโอเคကျွန်တော်ဒီကနေကျွန်တော်သွားမယ်เนาะဒီအမိုက်ကိုကျွန်တော်ရှင်းလိုက်မယ်ဒီလိုပုံစံရှင်းလိုက်မယ်ပြီးရင်ကျွန်တော် gmail tag ကိုဝင်ကြည့်မယ်เนาะโอเคကျွန်တော် profile ကိုတစ်ချက်နေမယ်ဒီမှာเนาะကျွန်တော်ခုနဖွင့်ထားတဲ့ account ဒီမှာเนาะ mv မောင်เนาะဒီမှာเนาะ ဒီလိုပုံစံနဲ့ပဲเนาะ Gmail account အသစ်ဖွင့်လို့ရမှာဖြစ်ပါတယ်။ကြည့်ဒီနေ့အတွက်ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာ။တကယ်လို့တင်ကကျွန်တော်ရဲ့ YouTube channel ကို subscribe မလို့ရသေးရင်လည်း subscribe လုပ်ပြီးပါ။